ဟုတ်ကဲ့မနုံနုံထက်ဆန်ခင်ဗျာအခု KNU နဲ့ KNPP ကဒီ NUCC ပေါ့နော်အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကနေသူတို့ယာယီရက်ဆိုင်မယ်ဆိုပြီးစတင်ထားတယ်လို့ကျွန်တော်သိရပါတယ်ဆိုတော့အဲ့တော့မနုံနုံထက်ဆန်ကလူပေါင်းတစ်ဒီမိုကရက်တစ်ပါတီကဒါ NUCC အဖွဲ့ဝင်ဖြစ်တော့ဒီလိုမျိုးစတင်ထားနဲ့ပတ်သက်ပြီးတော့ဗာများသိရတယ်ဗျတခုထက်ပြီးရှင်းပြလို့ရနိုင်အောင်မလားအာဒီ KNPP နဲ့ KNU က NUCC ထဲမှာယာယီရက်ဆိုင်စာတင်ထားရဲဆိုတာတော့ဟုတ်ပါတယ်။အဲ့တော့ကျွန်တော်တို့အနေနဲ့လည်းအဲ့လိုယာယီရက်ဆိုင်စာတင်ထားတဲ့အတွက် NUCC အနေနဲ့ပေါ့နော်။ဒီ KNU နဲ့ KNPP ကိုပြန်ပြီးတော့အာတွေ့ဆုံဆွေးနွေးကြည့်မယ်။ဘာဘာတွေများလိုအပ်ချက်ဖြစ်သွားသလဲ၊ဘယ်နေရာတွေမှာနားလည်မှုလွဲသွားသလဲပေါ့နော်။ဒီဆွေးနွေးမှုကိုလုပ်ဖို့အစီအစဉ်ရှိပါတယ်။အဲ့တော့ပြန်ဆွေးနွေးမယ်ဆိုတော့အခုအခုလောလောဆယ် NUCC ရဲ့သဘောထားဟောဟိုဘယ်လိုမျိုးပြောလို့ရနိုင်မလဲ NUCC ရဲ့သဘောထားကတော့ယာယီရက်ဆိုင်နဲ့ဆိုတော့အပေါ်မှာမဖြစ်စေချင်ဘောเนาะဒါပေမဲ့လည်းခြေနေအကြောင်းအကြောင်းကြောင့်လည်းအဖွဲနှစ်ခုကယာယီရက်ဆိုင်ဖို့စဉ်းစားကြတာဖြစ်မယ်လေဆိုတော့ကျွန်တော်တို့ရင်ပတ်ချင်းနေတဲ့သူတွေဖြစ်တဲ့အတွက်တိတ်တော့အများကြီးစကားပြောဖို့လိုမယ်တော့မချင်ပါဘူးဆိုတော့အဲပြန်ပြီးတော့ဆွေးနွေးကြဖို့အစီအစဉ်ရှိတယ်အာ NUCC အနေနဲ့တော့အများမ်းပူးပေါင်းဆောင်ရွက်ရေးကိုဥတီစေချင်တယ်ညညရင်းနဲ့တွားမှာဖြစ်တဲ့အတွက် လွဲမှားမှုတွေအထင်လွဲမှုတွေရှိရဲဆိုလို့ရှိရင်အဲတေချာကြည့်လျောင်ဆွေးနွေးကြဖို့စဉ်းစားထားတာရှိပါတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့သူတို့ရက်ဆိုင်ရတဲ့အပေါ်မှာ KNU ရော KNPP ရောတာဝန်ရှိသူတွေကဟိုမီဒီယာတွေထုတ်ပြောတာရှိပါတယ် KNU ကတော့ဒီ NUCC ရဲ့လှုပ်ဆောင်နေမှုတွေဟာဒီမြေပြင်ကဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ကင်းကွာနေတယ်ပေါ့နော်ဒီအပိုင်းတွေအများကြီးတွေ့ရတယ်ပေါ့ ဟိုဒီအတွက်ကြောင့်လို့သူကဒီအကြောင်းတစ်ချက်ကိုထောက်ပြတယ်ဒါ KNU ပြောခွင့်ရဘလူးဆော့တော်နီပေါ့နော်ဟော KNPP ကဟိုဥအောင်စမ်းမင်းကတော့သူပြောတာတော့ဒီ bottom up ပေါ့နော် bottom up federal listen သွားမဲ့နေရာမှာတဲ့တိုင်းတိုင်းနဲ့ပတ်သက်ရင်သူတို့ခံစားရတယ်လစ်လူရှုခံစားရတယ်လို့လစ်လူရှုထားတယ်လို့ခံစားရတယ်ပေါ့နော်အဲ့တော့သူပြောတာအဓိကတော့ bottom up federalism ပြဿနာလို့ကျွန်တော်နားလည်ထားတယ်ဆိုတော့ဒီလိုမျိုး KNU ရဲ့ပြောဆိုချက်နဲ့ KNPP ရဲ့ပြောဆိုချက်ပေါ်ရော ဒီမနှုံးတို့ထက်ဆန်လို့ ਨੇ တခုတစုံတရာပါများအဲ့ဒီပေါ်ပြောဖို့ရှိမလဲအော်ကျမတို့နားလည်ချက်ပေါ့နော်ကျမတို့ NUCC မှာပါဝင်ပတ်သက်နေတဲ့ကာလာတောက်လျှောက်ဆွေးနွေးချက်စဉ်းစားချက်တွေတော်များတော့ bottom up federalism နဲ့ပတ်သက်ပြီးတော့အာလက်ခံထားတယ်လက်ခံနေတယ်လို့ပဲနားလည်ထားတယ်ပေါ့နော်အဲ့လိုလဲဆွေးနွေးကြတယ်လိုင်းရလည်းအဲ့လိုတွားကြတယ်လို့နားလည်ပါတယ်အဲဒါပေမဲ့ဒီနေရာမှာ bottom up federalism ကို လက်ခံဖို့အခက်အခဲဖြစ်နေရဆိုတော့အခြေအနေကဘယ်လိုဘယ်လိုအခြေအနေမျိုးကိုဆိုလိုတာလဲဒါလည်းကျမတို့ခုနအရှိရပြောထားသလိုပဲပေါ့နော်ဒါကိုပြန်ပြီးတော့ဆွေးနွေးကြရမှာပေါ့နော်နောက်တစ်ခုကမြေပြင်နဲ့ကင်းကွာနေတယ်လို့ခင်ညူကပြောရတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျမတို့ရဲ့နားလည်ချက်က policy level ဖြစ်တဲ့အခါကျတော့ဒီမြေပြင်မှာထိဆက်နေတဲ့သူတွေစုစည်းပြီးတော့မှ policy ကိုလိုချတာဖြစ်တယ် အဲ့ခါကျတော့မြပြင်းကိုအခြေခံထားတဲ့သက်ဆိုင်ရာဘက်ရှူတောင်းနေပုံမှာကြည့်ပြီးတော့မှဒီ policy ပြောကြဆိုကြတာဖြစ်တဲ့အခါကျတော့မြပြင်းနဲ့ကင်းကွာရဲဆိုတဲ့အခြေအနေကဘယ်လိုရှူတောင်းမျိုးနဲ့အဲဆွေးနွေးထားတယ်လဲမြင်ထားတယ်လဲပေါ့နော်ဒါကိုလည်းကျမတို့ကပြန်ပြီးတော့တိတ်ချလေးဆွေးနွေးကြရအောင်မှာဖြစ်တယ်ပေါ့နော်ဒီအခြေခံနေပုံမှာပေါ့ဟုတ်ကဲ့အဲ့တော့ bottom line နဲ့ပတ်သက်ပြီးနောက်တစ်ချက်ကျွန်တော်သိလို့တာက ဟိုဥက္ကောဆမ်းမြေပြောတာကအခုဆိုရင် ကျွန်တော်တို့ကဒီຫນွေဥတော်လိုင်းမှာအသွင်ကူးပြောင်းရေးကာလအခြေခံဥပဒေပေါ့အခုတော့အစီအမံလို့ခေါ်တယ်အဲ့ဒါကိုပေါ်ဖို့အတွက်ကြိုးစားနေတယ်ဆိုအဲ့ဒီအခြေခံဥပဒေမှာလည်းဒီ bottom up ကိစ္စတစုံတရာတစ်ဆုပ်မှုဖြစ်နေတယ်တဲ့ဆိုတော့အဲ့ဒီအပိုင်းမှာလည်းအဲ့လိုဖြစ်နေတယ်ဆိုတာတွေ့ရတယ်လေဆိုတော့ဒီဒီအခြေခံဥပဒေရေးဆွဲမှာလည်း UNCC ကတစုံတရာပါဝင်မလို့ကျွန်တော်သိရတယ်ဆိုတော့အဲ့ဒီအပိုင်းမှာရောအဲ့လိုအခြေခံဥပဒေအပိုင်းမှာဒီ bottom up နဲ့ပတ်သက်ရင်ဟို ဘလို့အခြေအနေမျိုးဖြစ်နေလဲဘာများသိထားလဲဗျဘာများဟိုပြောလို့ရနိုင်မလဲ bottom of federalism ကို NUCC အနေနဲ့ကတော့အဲတော်များများပေါ့နော်လက်ခံထားပြီးသားကိစ္စလို့ပဲကျွန်မနားလဲတပြိုင်နက်တည်းမှာဒီလိုအာဒီပေါ့နော် after ဖြစ်လာရေးအတွက်ကိုလည်း NUCC ကတမကထပြုတ်ပြီးတော့စုစည်းထားကြတာဖြစ်တယ်။အဲ့ထက်မှလည်း NUG, NUCC နောက်ပြီးတော့ CRPH စတဲ့ဖြစ်ပါကြတယ်ပေါ့နော်။ပါပြီးတော့ဆွေးနွေးနေကြတာခီးလဲတော်တော်တော့ရောက်နေပြီ။တချို့နေရာတွေမှာအာဆက်ပြီးတော့ဆွေးနွေးစရာတွေရှိနိုင်တယ်။အာတချို့နေရာတွေမှာရှူတောင်းရညင်ကြရပြောနေကြရတဲ့ကိစ္စမျိုးတွေရှိနိုင်တယ်။ဆိုတော့အဲ့ဒီအတွက်ဘယ်လိုအနေထားမျိုးလဲခုနကကျွန်မအရှိမပြောသလိုပဲ ဘယ်လိုအနေထားမျိုးကတက်ဆုတ်သွားတာလဲဆိုတဲ့ဟာကိုလည်းထပ်ပြီးတော့ဆွေးနွေးရအောင်မယ်ကိစ္စလောလောဆယ်ဒီအဖြေအားမရနိုင်သေးဘူးပေါ့နော်လောလောဆယ်မှာကျမတို့ဆွေးနွေးဖို့ပြောထားတဲ့အစ်စ်ပဲရှိနေပါတယ်အဲနောက်တစ်ခုကတော့ဒီ UNCC ဖွဲ့စည်းမှုပေါ့နော် UNCC မှာအခုဒါ KNU နဲ့ KNPP ကဒါတိုင်းသာ EU ဖွဲ့တွေသူတို့ကယာယီရက်ဆိုင်လိုက်မယ်ဟိုအရင်တော့ကလည်းကချင်တိုင်းပင်ခံဂျာကာလာဖွဲ့ကဟိုယာယီရက်ဆိုင်မယ်ဆိုပြီးသွားတယ်နှုတ်ထွက်သွားတယ်ပေါ့နော် နောက် NLD လက်တီလိုပဲပြန်ထွက်သွားတယ် CRPH လည်းအလားတန်တူပဲဆိုတော့ဒီမှာကြံတာခုဆိုရင်နိုင်ငံရေးအဖွဲ့အစည်းရဆိုရင်လူပေါင်းတက်ဒီမိုကရက်တစ်ပါတီကြံမယ်နောက်တစ်ခုက ABSC ရဲ့ကြံမယ်ဟိုတခြားအဖွဲ့တွေကတော့တပိတ်အင်အားစုတွေနောက် CDN အဖွဲ့တွေပေါ့နော်နောက်အမျိုးသမီးအဖွဲ့တွေဒါတွေပဲကြံတော့မယ်အနေထားဆိုတော့ဒီ NUCC ရဲ့စုဖွဲ့မှုကရောဟိုဆက်သွားလို့လုပ်ဖြစ်ဦးမလားဘလိုမျိုးကျွန်တော်တို့နားလည်ရမလဲ NUCC ရဲ့စုဖွဲ့မှုကရော့ရဲသွားပြီလို့ပြောမှာတချို့ကလည်း NUCC အလုပ်မဖြစ်တော့ဘူးဆိုပြီး ုံးသက်မှုတွေလည်းရှိနေတယ်အဲ့ဒီပုံမှန်မျိုးပါများပြောလို့လည်းဗျအချိန်တစ်ခုပြန်ယူပြီးတော့ NUCC ဘာကောင်းရင်းရတော့ပြန်လုပ်ရမှာမနဲ့အဲ့ဒါပေမဲ့တစ်ခုရှိတာက NUCC ကတော့ဆက်ရှိနေမယ်တွားရမယ်အလုတ်တာဝန်တွေငိုရီကချမှတ်ထားတဲ့အလုတ်တာဝန်တွေရှိတယ်ရှိတဲ့အလုတ်တာဝန်တွေကိုဆက်ပြီးတော့ကျန်တဲ့သူတွေနဲ့နောက် ဒီလိုအခုလိုပေါ့နော်ရာရင်ဆိုင်သွားတယ်ဆိုတော့အစုဖွဲ့ရင်ပြန်စုနိုင်အောင်လေတစ်ဖက်မှာတစ်ဖက်မှာပေါ့ဒါအလုပ်တစ်ခုအနေနဲ့လည်းဆက်လုပ်ပါမယ်ရာရင်ဆိုင်သွားတဲ့အဖွဲ့တွေကိုဆွေးနွေးရသလိုငူရင်းလောက်ရမယ်အလုပ်တွေကိုလည်းဆက်လုပ်ရမယ်တောင်းရှိတယ်ဒါ NUCC ဆက်သွားမယ်တောင်းဝင်လို့ပဲကျွန်မအဲ့လိုနားလည်ပါတယ်နောက်တစ်ခုကတော့ NU NUCC ရဲ့မူပေါ့နော်ကင်ထားတဲ့ဟိုမူကတော့ဟို Federal Democracy Charter လို့သိရတယ်လေ ဆိုတော့ဒီကတော့အခုလောလောဆယ်မှာအလုတ်ဖြစ်တယ်လို့ပြောရမလားအခုနောက်တစ်ခုကလည်းအတွင်ကူပြောင်းရေးကာလအခြေခံဥပဒေအစီအမံပေါ့ after လည်းရှိနေတော့ after ကရောဟိုအတီးပြုတ်နိုင်မှုကဘယ်တော့လောက်ဖြစ်မလဲဖြစ်လာရင်ရောဒီ after တိုင်းတော့ဖို့တိုင်းရင်းသားရလက်ခံပါလားဘာများပြောလို့လဲဗျ NUCC ကငကိုကလေးကနေ charter ကိုကင်တွယ်ထားတဲ့အခါမှာ charter တစ်ကိုအကော အကောင်လုံးကလက်ခံထားကြတယ်ချက်တန်နှစ်မှာတော့တချို့ကိစ္စတွေဆွေးနွေးဆရာရှိတယ် NUCC အာပေါ့နော်အားကောင်းရေးအတွက်အခက်မြမြန်ရှေ့တိုးနိုင်ရေးအတွက်ဒီချက်တန်နှစ်မှာတချို့ကိစ္စတွေပြုပြင်ပြောင်းလဲလုပ်ရမယ်ဆိုတာရှိရတဲ့အတွက်ကျွန်တော်တို့ဒီအာဈာထဲမှာပေါ့ NUCC ထဲမှာအခုချိန်မှာဒီကိစ္စကိုဆွေးနွေးနေကြတယ်အဲပြုပြင်ပြောင်းလဲရေးအတွက်တချို့ကိစ္စတွေကိုအစ်စ်ပြန်ပြီးတော့ဆွေးနွေးရတဲ့ကိစ္စတွေလည်းရှိနေတယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့ ဒီ NUCC ရဲ့ညီလာခံမှာတင်ပြဖို့အတွက်စူးစမ်းနေကြတာတွေရှိရပေါ့เนาะဒါဒါလုပ်နေပါတယ်ဟုတ်ကဲ့အဲ့တော့ဟိုပုံမှန်လေးလေးမရမဆိုရင်ຫນွေဥတော်လန်ရေးနဲ့ဒီတိုင်းသားတော်လန်ရေးမှာအခုလိုမျိုးအဖွဲ့တွေကထွက်ထွက်သွားတဲ့ခါကျတော့ NUCC ရဲ့အခန်းကဏ္ဍရောရှေ့ဆက်ပြီးတော့ဟိုရှိလာနိုင်ဦးမလား NUCC ကအခုချိန်ထိရှိနေပါတယ်ရှေ့လျှောက်လည်းရှိဖို့အလားလာရှိပါတယ် အဟိုဘယ်အရာမှတော့ကန်တီကမှပြောလို့မရဘူးပေါ့နော် NUCC ဖြစ်ပေါ်ရေးအတွက်လည်းဝိုင်းစူးစမ်းကြကြလို့ NUCC တင်ရေးအတွက်လည်းကြံခဲ့တဲ့အဖွဲ့အစည်းမှတွေရောနောက်ပြီးတော့ယာရက်ဆိုင်နေဆိုရင်အဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ်ပါဝင်ခဲ့ပြီးတဲ့အဖွဲ့အစည်းတွေမှာဖြစ်ဖြစ်မပါဝင်သေးတဲ့အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်ဒီ NUCC ရဲ့တာဝန်တည်းရဲ့အနေနဲ့ဆက်ပြီးဆွေးနွေးပြီးရှေ့ဆက်တုံးဖို့အတွက်အာတာဝန်ရှိတယ်လို့ကျွန်မအဲ့လိုယူဆတယ်ပေါ့နော်ခုနကပြောသလိုပါပဲဟုတ် အဲ့ဒီလိုမျိုးပြန်ပြီးဟိုစူးစမ်းမှာထက်ပေါ့နော်နောက်ထပ်အစုအဖွဲ့ပုံစံအစ်စ်တမျိုးရောဖြစ်လာနိုင်နေရှိလားအဲ့လိုမျိုးစဉ်းစားချက်ရောရှိလားဗျအဲအဲ့ဒါတော့ကျွန်မမပြောတတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့အာနယူတော်လိုင်းရေးမှာအဖွဲ့အစည်းအများကြီးရှိတယ်အစုအဖွဲ့အများကြီးရှိကြတယ် NUCC ထဲမှာပါဝင်တဲ့အဖွဲ့အစည်းတွေလည်းရှိတယ်မပါဝင်သေးတဲ့အဖွဲ့အစည်းတွေလည်းရှိတယ်အခုလိုပေါ့ယာယီရက်ဆိုင်တဲ့အစုအဖွဲ့တွေလည်းရှိလာတယ် ဆိုတော့အဲ့လိုအစုအဖွဲ့မျိုးတွေနောက်မပါဝင်သေးတဲ့အစုအဖွဲ့မျိုးတွေတစုံတရာနိုင်ငံရေးအရာဆွေးနွေးရင်းနဲ့သဘောတူသွားရင်းနဲ့အဲတခြားပုံပဒံအစုအဖွဲ့တွေထပ်ပေါ်ကောင်းပေါ်လာနိုင်ပါတယ်အဲ့ဒါတော့ကျမလည်းမသိဘူးเนาะဒါပေမဲ့အဲ့ဒါလည်းရှိကောင်းရှိလာနိုင်တယ်လို့ယူဆတယ်ပေါ့အဲ့တော့အခုမနုနုထက်ဆန်ကတော့ဒီ NUCC အဖွဲ့ဝင်တူအနေနဲ့ပြောတာပေါ့เนาะအဲ့တော့ NUCC ထဲမှာမနုနုထက်ဆန်တို့လူပေါင်းတက်ဒီမိုကရက်တစ်ပါတီကလည်းပါနေတော့ လူ့ဘောင်တေဒီမိုကရက်တစ်ပါတီအနေနဲ့ရော NUCC ကိုဘလို့သဘောထားမျိုးအမြင်မျိုးရှိနေလဲအခုလက်ရှိအချိန်ဒီမှာအခုလိုမျိုးဟိုအခွက်တွေနှုတ်ထွက်နေတဲ့ပုံမှာ DPNS ဘက်ကနေလူ့ဘောင်တေဒီမိုကရက်တစ်ပါတီအနေနဲ့အမြင်ရောတခုတော့ပြောပြလို့ရမှာ DPNS ကတော့နဂိုရီးယားပဲဖွဲ့စည်းနေမှာပဲပူပေါင်းဆောင်ရွက်ဆောင်ရွက်ကိုယ့်ရဲ့ဉာဏ်စွမ်း၊ကိုယ်စွမ်းရှိသမျှအပြည့်အဝပူပေါင်းဆောင်ရွက်ဖို့ကြိုးပမ်းတဲ့ ဂျိုးပန်းရမယ်ဆိုရဲဒီစဉ်းစားချက်ရှိပါတယ်ဒီစဉ်းစားချက်နဲ့အတူ NUCC ထဲလည်းပါလာတာဖြစ်တယ်ဒါကြောင့်မလို့ NUCC ထဲမှာလည်းကျမတို့ကတက်တက်ကြွကြွဝင်ရောက်ဆွေးနွေးတာပဲဖြစ်ဖြစ်အဲတက်တက်ကြွကြွတာဝန်ယူတာပဲဖြစ်ဖြစ်လုပ်ပါတယ်ဒါကြောင့်မလို့လူ့ဘောင်တက်ဒီမိုကရက်တစ်ပါတီအနေနဲ့နေတော့ဒီအခွင့်အစည်းတွေမှာပူပေါင်းဆောင်ရွက်တဲ့အခါမှာကိုစမ်းညံစွမ်းရှိသမျှပူပေါင်းဆောင်ရွက်သွားမယ်နောက်ပြီးတော့နိုင်ငံရေးအရာလည်းကျမတို့က အဲဒီနိုင်ငံရဲ့ရှေ့ပေါ့နော်ရှေ့ရေးကိုအများအားကြည့်ပြီးတော့စဉ်းစားဆောင်ရွက်သွားမယ်အဖွဲ့အစည်းလို့ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုအဲ့လိုစဉ်းစားဆုံးဖြတ်ထားတာရှိပါတယ်ဟုတ်ဟုတ်ကဲ့အခုနောက်ဆုံးအနေနဲ့ဒီ UNCC အဖွဲ့ဝင်တွေနဲ့ပြန်မေးလိုတာကအခုလိုမျိုး UNCC က KNU နဲ့ KNPP ထွက်သွားတယ်အရင်တော့ကလည်းတချို့အဖွဲ့တွေထွက်တယ်အဲ့တော့ဒီအခြေအနေတွေပေါ်မှာပကတိအခြေအနေပေါ်မှာပြည်သူလူထုအတွက်ပေါ့နော်တခုခုဟိုပြောခြင်းတဲ့တည်င်းစကားပေါ့ရှိမှဆိုရင်အဲ့ဒါနောက်ဆုံးအနေနဲ့ပြောပြပါ ကျမလူတို့တင်းစကားပေးချင်တာတော့ခုနလိုယာယီရက်ဆိုင်သွားတယ်ဖွဲ့စည်းနှစ်ဖွဲ့ပေါ့နော်ခုန KNPP နဲ့ KNU ကယာယီရက်ဆိုင်သွားတယ်ဆိုတာမှန်ကန်တယ်ဆိုရဲဟာကိုတင်းပြပေးချင်တယ်ဒုတိယတစ်ခုအနေနဲ့ကျတော့ကျမတို့ယာယီရက်ဆိုင်သွားပေမဲ့ အဲ့ရက်ဆိုင်နဲ့လို့စတင်တာပဲဖြစ်တယ်လေနော်အဲ့တော့အဲ့လိုစတင်ထားတဲ့အပေါ်မှာကျမတို့ခုနလိုရှေ့မှာလည်းပြောခဲ့တယ်နားလည်းမလွဲနေရလို့ရှိသလားရှိရဆိုလို့ရှိရင်အဲ့ဒါတွေကိုကျမတို့ပြန်ပြီးဆွေးနွေးကြမယ်အကောင်းဆုံးပြန်ဖြစ်ပြီးတော့အတူတူပူးပေါင်းဆောင်ရွက်ရေးရရှိဖို့အတွက်ညီညွတ်ရေးပြန်လည်းရရှိဖို့အတွက်ပေါ့နော်ဒါကိုပဲဥတည်ပြီးတော့ကျမတို့ဆက်ပြီးတော့ဆွေးနွေးသွားမယ်နောက်ပြီးတော့အဲ့ဒီလုပ်ငန်းနေနဲ့တပြိုင်နက်တည်းမှာဒီလက်ရှိရှိနေတဲ့ NUCC ထဲမှာလှုပ်ရကန်ရမယ်အလုပ်တွေကိုဆက်ပြီးတော့လှုပ်ဆောင်သွားမယ်ဆိုတဲ့ဟာကို ကျွန်မပြောပြချင်ပါတယ်။ဟုတ်ကဲ့မနိုးတို့ထက်ဆိုကျေးဇူးများတင်ပါတယ်အခုလိုမျိုး NUCC ရဲ့ဟိုအခြေအနေနဲ့ပေါ့နော် KNU KNPP တို့ရဲ့စတင်ထားတဲ့အပေါ်မှာပုံမှန်လင်းလင်းပြည်သူလူထုကိုချပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုတက်ထွင်နိုင်။ဟုတ်ကဲ့ပါ